ို့ညာရဲ့ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ရွတ်ဖတ်ပေးမှာကတော့ဆရာတင်မောင်မြင့်ပါသာပြန်ထားတဲ့တမဏိလေးပြဆိုတဲ့ဘာသာပြန်ဝိတ္ထုရဲ့အပိုင်း၈ဖြစ်ပါတယ်ခင်ဗျာခံစားနာစေပေးကြအောင်ခင်ဗျာ တန်းထဲတွင်ចောင်းသားချုပ်ကိုကြည့်နေဂျူးរីဆိုလင်ဒိဋ္ဌိကျဲအောင်မြင်နေကြ၏ရှင်းနေကြီးတွေကိုကြော်ဖြတ်ဖို့အသေးလေးစူးစမ်းနေကြ၏ဖီလာဒဲဖီးယားတောင်ပိုင်းမှာအီတလီယန်တွေကနိုင်ငံကြီးလောကကိုဝင်ဖို့မိကုန်ရန်ကုန်လုပ်နေကြ၏သူတို့တွေဒီကလိုက်လို့မမိနိုင်အောင်တော်ကြသူတွေဖြစ်၏လူဝစ်ဒိုနက်တီဆိုသည့်အီတလီចောင်းသားတယောက်နဲ့ရပ်ပါရန်ကတွဲဖြစ်သည်ရွေကြချင်းလည်းမတူဘဝအခြေခံချင်းလည်းမတူပဲတွဲဖြစ်ကြခြင်းမျိုးဒီတော့အမြင်ချင်းကလုံးဝမတူနိုင်တော့ ြေတနာတစ်ခုကိုတစ်ဖက်စွန့်စီမှမြင်ကြစမြဲစကနိုင်လူကြဤညင်းကြခုံကြဤနှစ်ယောက်သားရန်သူတွေဖြစ်မလာပဲတငယ်ချင်းတွေဖြစ်နေကြောင်းကိုဘွဲယူကဏီမှသိကြရဤသူတို့လောက်မထက်မြက်တည်တိုင်းမိမိမှတ်တွေမှာဒိုနက်တီတို့လူတိုင်းနဲ့နင်လားငါလားရှင်းနိုင်ကြောင်းတွေ့ရတော့ဒိုနီတယောက်ကိုယ့်ကိုပြန်ပြီးအံ့ဩနေမိသည်ပထမနှစ်လစဉ်ဆောင်းဝဲများတွင်အဆင့်30အထက်မကျော်ခဲ့ဥပဒေကြမ်းတွေတွင်ဆောင်းဝဲများရေးသားပေးပို့ရန်ဖိတ်ခေါ်ခြင်းခံရသည် ဒီခွင့်ရင်းမှာရအောင်ရခဲ့ခွင့်ရင်းဖြစ်သည်ဒုတိယနှစ်တွင်အဆင့်ပိုတက်လာသည်တတိယနှစ်တွင်ဥပဒေကြောင့်အေဒါအဖွဲ့ဝင်ဖြစ်နိုင်ကြောင်းဆရာဆရာကြီးများကကြိုတင်သမိဖက်လျက်ရှိသည်ဇန်ဝါကြီးပြီးတွင်ပမောက္ခကျိုးကတွေ့သူကြောင်းမော်နီတာအကြောင်းကြားသဖြင့်ပမောက္ခကျိုး၏တွင်ရင်မှုရုံးခန်းသို့တရင်ပို့သည်ပမောက္ခကျိုးကတိုနီအားအပြင်ရုံးခန်းတွင်လက်ခံတွေ့ဆုံသည်ဟယ်လိုတိုနီဟုတရင်တနီနှုတ်ဆက်သည်ဆရာရုံးခန်းထဲမှာပုဂ္ဂိုလ်ကြီးတယောက်ကမင်းကိုတွေ့ကျင်လို့တဲ့ သူ့နာမည်က John Marshall Warden တဲ့ကွယ် Morris Clayton Beadle နဲ့ Warden ဥပဒေကြိုးဆောင်ဖွဲ့ကလေပမခါကျောက်ကစူပောင်းဥပဒေလုပ်ငန်းမှာရှင်းနေကြီး၄ဦးအမည်ကိုဂါရရွတ်လို့ဆက်ရရွတ်သွားသည်ဒီ၄ဦးအမည်မှာရှင်းနေလောကရင်လွန်ထင်ရှားပြီးသူတို့ဤစူပောင်းလုပ်ငန်းမှာအရမ်းမလုပ်ငန်းကြီးဖြစ်သည်ထို့မြမကသေးပါ Morris Clayton Beadle Warden စသည့်နာမည်များသည်ဖီလာဒဲဖီးယားတမိုင်းနှင့်ခွဲခြားများသည့်နာမည်များဖြစ်သည် ဒီဦးရီပညာရှင်ကြီးများထဲမှသုံးတယောက်နဲ့တွေ့ဆုံရခြင်းမှာမြို့တော်ခမ်းမရှိသူဖျက်လျှောက်သွားစဉ်နိုင်ငံခေါင်းဆောင်ကြောက်ရွံ့ကြီးကဥညွတ်နှုတ်ဆက်ခံရတဲ့နေမှာသဘောထားနိုင်ပြီတင်ပါ යි မစ္စတာဝါတန်ကမင်းနဲ့ဆွေးနွေးစရာလေးရှိလိုတယ်ကွယ်လာအထည့်သွားကြရအောင်ပါမခါချုပ်ကအတွင်းရုံငန်းစီသို့ခေါ်သွားသည် မစ္စတာဂျွန်မာရှေဝါတန်မှာအယက်မြင့်မြင့်ပိပိပပဖြီအသက်60ခန်းရှိပြီငွေအောင်စပင်များကခေါင်းပေါ်တွင်လှိုင်းထားလျက် တလက်မလောက်ပိုရှင်လင်ရွှေရှင်မင်းသားကြီးတယောက်နဲ့တူတော့မိမို့ချာတင်းတင်းသည်ဆက်ဆံသည်တာမန်เจ้าရီပြောနေရမှာကျုပ်တို့ခေတုံးကစောင်းဝဲအောင်ပြီးရင်ရှင်းနေလိုက်မလားဥပဒေစာကိုရေးမလားဆိုတဲ့ပြဿနာကိုစဉ်းစားကြတာကြီးပဲဗျကျုပ်ရဲ့အားနဲ့ချက်ကစာရေးဖို့ထုံပါမီနဲခဲ့တဲ့ချက်ပဲဒါပေမဲ့ဥပဒေစာတို့အဖြစ်အောင်ကျုပ်ရေးကျင်တယ်ရှာမင်ရဲ့အမွေထိန်ဖွဲ့ပုံစံနဲ့ထိန်းချုပ်မှုအစဉ်အပြောင်းလဲပုံကိုဆွေးနွေးကျင်တယ် ဒီနေရာမှာသူ့ရည်တနာလုပ်ဖို့ကြုတ်တွေထက်ထက်မြက်မြက်လူငယ်တယောက်လိုလာတယ်ဗျ။ဟုတ်ကဲ့ဦးမရှိပါခင်ဗျာ။တိုနီကခက်သက်သက်ထောက်ပြလိုက်သည်။မစ္စတာဝါတန်စကားဆက်သည်။ကျောင်းမှာအမှတ်ကောင်းပြီးဥပဒေကြားထဲမှာအရေးသားတွေ့ကြုံရှိတဲ့ကျောင်းသားတယောက်ကြုတ်ရှာတော့ဘာမခါကြုတ်ကမောက်မှာကြုတ်လို့ခြင်းနဲ့အရေးချင်းတွေအပြည့်ရှိတယ်လို့ထောက်ခံနေဗျ။ကျေးဇူးတင်ပါတယ်ဆရာ။ဘာမခါကြုတ်ပဲလှည့်ပြီးတိုနီကကျေးဇူးတင်ကြောင်းပြောလိုက်သည်။စဉ်းစားစရာတွေတော့ရှိတာပေါ့လေ။မစ္စတာဝါတန်ကဆက်ပြောသည် အကျိုးနဲ့ပြည့်စုံတာတော့ရှိတာပေါ့မောက်တွေအကျိုးမြတ်နဲ့ပတ်သက်လို့ကျုပ်သိပြီးချက်မပြောတော့ပါဘူးမောက်ကိုတစ်ပတ်ဒေါ်လာ50ပေးမယ်ကျောင်းပြည့်မှာကျုပ်ကခီးထွက်ပြီးစာအုပ်တွေချက်လက်တွေဂျမ်းမြင့်စုဆောင်မယ်မောင်ကဒီမှာနေပြီးအဲ့ဒီဥပဒေကိုမှွေးနှောက်ထားရမယ်တရားရုံးစီရင်တုံးတွေကိုလည်းစုဆောင်ထားရမယ်နာမည်နဲ့မှာကျုပ်တို့စာအုပ်ကို စာရင်းနိုင်ပြီပေါ့တနည်းလောက်နဲ့အပြီးရင်မယ်စိတ်ကူးတယ်အဲ့ဒီအကျိုးမြတ်ရဖို့အတွက်ကျွန်တော်ဘက်ကဘာရီစွန့်လို့ရမယ်ဆိုတာကိုလည်းအမိတ်ရှိပါအောင်ခင်ဗျာ ဦးရဲ့လုပ်ကိုလက်ခံမယ်ဆိုရင်တော့မောင်ဟာဥပဒေကြာနေမှာအဲ့ဒါမဖြစ်နိုင်တော့ဘူးကွနှစ်ခုစလုံးတော့တပြိုင်တည်းမလုပ်နိုင်ဘူးလေဒီတော့မှအလွန်စဉ်းစားစရာကောင်းတဲ့ကိစ္စဖြစ်ကြောင်းတိုနီသဘောပေါက်တော့တယ်ဥပဒေကြာနေရင်အဲ့ဒါလုပ်ဖို့သည့်ကြောင်းသားတယောက်သည်ကြောင်းပြီးသည့်အခါအပြင်လောကနဲ့ဆက်သွယ်ပြီးသားအောင်မြင်ဖို့အလားလာရှိပြီးသားဖြစ်ဒါကလည်းတစ်ဆက်တည်းသွားမှာနှိချိုပြီးမှဆိုရင်ကြာနေရင်လုပ်ဖို့ရမကလို့ကြမ်းပြုစုဘူးလင်လေအကြောင်းမထူတစ်ဖက်ကစဉ်းစားရမှလည်းရသည့်ခွင့်ရင်းကစင်းနေဝင်ဝင် ဂျမရှေဝါတန်လိုပုဂ္ဂိုလ်ကြီးနဲ့တွေ့ပြီးစာအုပ်အိုရေးရမည်ခွင့်ရကျောင်းသုံးစာအုပ်ဖြစ်မိမှာမဟုတ်ချာဘဝရဲ့မှတ်တမ်းတစ်ခုစိုက်ထုတ်နိုင်မည်ခွင့်ရမျိုးနောက်တစ်ခုမှာမိမိဤစွမ်းစာကိုပြနိုင်ရင်ဒီဆရာကြီးများ၏လုပ်ငန်းကြီးတွင်ဆက်သွယ်ရနိုင်သေးသည်ကျွန်တော်ဘက်ကတစ်ခုပဲစဉ်းစားစရာရှိပါတယ်ဦးကျွန်တော်ကတကင်းစနဲ့ဒါဝိစ်မှာချိန်ပိုင်းရှေ့ဘက်စီးလုပ်နေတဲ့ကိစ္စပါဒီကြောင်ကြုတ်တည်ပြီးပါပြီအဲ့ဒီလုပ်ကိုလည်းမောင်းစွန့်လို့ရလိမ့်မယ်ကဲဖက်နဲ့လေ အဖိုးကြီးကရုတ်ချီးပြောင်းလိုက်သည်ကျုပ်ကမောက်ကိုစွန့်လွတ်ခိုင်းတာတွေများနေပြီဟုတ်စကျုပ်ကလူတော်လူကောင်းတယောက်ကိုရဖို့အတွက်တကူကောင်းစံမဝင်လေးဘူးဗျပညာသားပါပါပေသည်ကျွမ်းကျင်လိမ္မာလှပါပေသည်သူကိုယ်သူနှိမ်ချပြီးမိမိအားပြင့်လိုက်ခြင်းဖြစ်သည်တိုနီပါဆက်ပြောမှမသိအောင်ဖြစ်သွားသည်အနာဂတ်အတွက်လွန်သေးချသည့်ဥပဒေချမ်းနဲ့အရီတာဘဝကိုတပတ်လင်ဒေါ်လာ50နဲ့လဲလှယ်ရမည်ဖြစ်မျိုးပြီးတော့အချိန်ပိုင်းလောက်ကိုလည်းစွန့်လွှတ်ရအောင်မည်တဲ့ မောင်ကစဉ်းစားဖို့အချိန်ယူခြင်းသေးလားလွန်ခဲ့တဲ့နှစ်ကဆိုရင်ဒီလိုလောင်းစားစံဒီပြဿနာနဲ့ကြုံရင်တိုနီကြောက်ကြရင်ဖြစ်နေတတ်သည်ယခုတော့ပိုင်ပိုင်နိုင်နိုင်မဆုံးဖြတ်နိုင်ခြင်းသည်အားနှက်ချက်တစ်ခုဖြစ်တိုနီနားလည်နေပြီစဉ်းစားစရာမလိုပါဘူးခင်ဗျာဦးနဲ့သူ တွဲပြီးအလုပ်လုပ်ခွင့်ရတဲ့အတွက်ကျွန်တော်ဂုဏ်ယူမဆုံးပါဘူးအေးကောင်းတယ်မောင်ခုလိုဆုံးဖြတ်တဲ့အတွက်ကျုပ်တို့နှစ်ယောက်လုံးနောင်တမရစေရပါဘူးတိုနီ နေရာဒီကျောင်းပည့်ရဲ့တစ်ချိန်လုံးတိုနီလော်ရန့်စ်တယောက်ရှာမင်ဤဗန်နာရေးဆိုင်ရာဝင်လေဥပဒေများကိုမွေနောက်တော်သည်ခြားခြားသောဘဝပြဿနာတွေအလိုလိုမိမ့်မိမ့်ပြက်ပြဲစားပြုလေတော်သည်စက်တင်ဘာလတွင်မစ္စတာဝါတန်ပြန်ရောက်လာသည်မိကွန်းတွေဆက်တနက်ပြစ်လို့မိတော်ဤတိုနီကသူတို့တော်တော်ပြန်ဖြေသည်10မိနစ်ခန့်ကြာသွားဤခရရီလိုပြောနေသောတိုနီကိုကြည့်ပြီးဖိုးကြီးရေသည်လက်ကပြပြီးကဲကဲတော်တော့ပါပြီကွာဥရောမင်းကိုတိတ်သဘောကြပါပြီကဲဒါဆိုတို့အလုပ်စနိုင်ပြီကွာ ပထမပိုင်းတွင်တပတ်ကို3-4ရက်လှုပ်လှုပ်ကြ၏ညနေပိုင်းများတွင်သာလှုပ်ကြခြင်းဖြစ်ကလပ်တွင်ဆုံပြီးလှုပ်သည့်အခါလှုပ်သည်မစ္စတာဝါတန်၏ရုံးခန်းတွင်ထိုင်ပြီးလှုပ်သည့်အခါလည်းလှုပ်ဖြစ်ကြသည်နောက်ပိုင်းတွင်တနင်္ဂနွေနေ့များပါမစ္စတာဝါတန်ပေါက်ချလာတတ်သည်ရောအားရများတွင်လည်းဒိုနီကိုသူ့အိမ်သို့ခေါ်တတ်၏ပို၍အလုပ်တွင်ကြရန်ဟုဆိုသည်ဤတွင်ဒိုနီဘဝဆာမျက်နှာသင်များတိုးလာခြင်းဖြစ်၏ဝါတန်အကြီးမှအချက်ကြကြသည့်သက်တမ်းလွန်ရက်ွက်တွင်ရှိသည် ဖီလာဒဲဖီးယားရှေးဟန်တိုင်းဆောက်လာသည့်အိမ်ကြီးဖြစ်သည်မြက်ခင်းစင်းစင်းပေါ်တွင်ကြွကြွရွရွာလှလှပပရက်တည်နေ၏အိမ်ထဲတွင်မူမော်ဂနီအောင်တဖိတ်ဖိတ်ငွေအောင် တလက်လက်မစ္စတာဝါဒန်တို့ဇနီးမောင်နှံတွင်တာသမီမထောင်ကားပေမစ္စစ်ဝါတန်မှာယောက်ျားလုပ်သူတဲ့အပုံကြီးငယ်သည့်မဲမချော့တယောက်ဖြစ်၏တည်တည်တွတ်တွတ်နှင့်အလွန်ကြက်တည်ရှိသည့်မျိုးသမီးဖြစ်သည်ဖျောင်းနိုင်မီလျံလိုတောက်တောက်ပပလာသည့်အလှမျိုး မမေ့တဲ့ငယ်မီဟုတိုနီခံမှန်းလိုက်သည်ဒေးဆယ်ပြည့်ဟန်မတူသည် ။စပင်းကအနဲ့ရောင်တူတူညက်ပြီးနောက်တူလှန်ဖိထားသည်။လျောင်ကျလို့သူကဥပဒေစကားမှလွယ်ပြီးဘာမှပြောလို့မရှိ။ခုတလော ထမင်းဝိုင်းမှာရောလဖေးဝိုင်းမှာပါရှာမင်ဥပဒေចောင်းကြီးပြောနေ။အကြီးចောင်းဂေတចောင်းလေးများပြောခွင့်ရလိမ့်မလားဟု မစ္စစ်ဝါတန်ကအကွက်ချောင်းနေ။တော်တော်ကြားဝင်ရွေးမရ။အလုဆားလို့တလားကြော်ကြခဲ့ပြီ။မစ္စစ်ဝါတန်နဲ့တိုနီစကားမပြောဘူးသေး။တခုသောတနင်္ဂနွေနေ့နဲ့နောက်ပိုင်းဖြစ်သည် ။အနက်စာမစားခင်စာကြည့်ခန်းထဲတွင်စာအုပ်တွေကိုမှွေနေ၏။ Robinson Crusoe ပထမပုံနေခြင်းစာအုပ်ကိုတတိချာချာကြည့်နေစဉ် Mrs. Swanton ဝင်လာသည်။မင်္ဂလာပါ Lawrence ။မင်းဒီထဲမှာရှိနေမှန်းကိုမသိဘူး။ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ။စာအုပ်တွေကိုတင်ကြနေတာခင်ဗျာ။ကျွန်တော်တွေ့ခုသည်မကိုပိုင်စာကြည့်တိုက်တွေထဲမှာတော့အဆုံးဆုံးပါပဲ Mrs. Swanton ။တိုနီက Robinson Crusoe စာအုပ်ကိုပိတ်ပြီးစင်ပေါ်ပြန်တင်လိုက်သည်။ဟုတ်တယ်၊တိတ်ဆုံတဲ့စာကြည့်ခန်းပေါ့။ မစ္စဝါဒန်ကအမှတ်မတင်ရှောက်လာပြီးတိုနီထောင်ထားသည့်ရိုဘင်ဆန်ခရုဆိုစာအုပ်ကိုမျက်နှာဖုံးပေါ်ထားပြီးတုံးလုံးလဲလိုက်သည်ဒီတော့မှမိမိယူကြည်တော့ကစာအုပ်မှာဒေါင်းလိုက်မဟုတ်ပဲအပြားလိုက်ဖြစ်ကြောင်းတိုနီပြန်သတိရ၏ခုမှစာအုပ်တော်များများဒီတိုင်းလှဲထားကြောင်းသတိထားလိုက်မိသည်စိတ်မရှိပါနဲ့မစ္စဝါဒန်တည်ကျင်တာလေးတစ်ခုမေးပြရစီစာအုပ်တွေကိုစင်ပေါ်မှာဘာဖြစ်လို့ဒီလိုလှဲထားရပါလဲအင်းကိုတိတလောက်တော့ဂျွန်ရဲ့ဖေမဆုံးခင်1930ပြည့်နှစ်လောက်ကပါ ။စာအုပ်ပိုဆက်မလားလို့အဲ့ဒီလိုထားကြည့်လိုက်တာတဲ့ကွယ်။ထောင်းလိုက်လဲလိုက်နဲ့မြို့မြို့စမ်းသပ်ရင်ဟိုးကြီးဆုံးသွားတယ်လေ။ခုတော့အဲ့ဒီတိုင်ချေရလက်ရမပြဲဆက်ထားတာပါ။မြို့သမီးကဂရုစရာကိစ္စတခုလို့ပြောနေ။တိုနီကရေချင်ပက်ကြည့်ဖြစ်လာသည်။ချိတ်ပြုံးလိုက်သည်။မစ္စစ်ဝါတန်ကသူ့ကိုတန်အောကြည့်နေ၏။တိုနီရောသူ့ပါတခက်ခက်လိုက်ရသည်။သူ့ရေတံကလေးကချစ်စပွဲလွန်းလင်းကလေး။တိုနီတော့မတက်ရင်နေသည်။မြို့သမီးကလည်းလိုက်ရင်နေတော့ တန်ကြားမှအိုးဒုက္ခပါပဲကွယ်ဟုညဉ်ညွရင်းမျက်လုံးကိုလက်ဖြင့်ပုတ်သည်ကိုအိတ်လိုမရေမိတာနှစ်ပေါင်း တော်တော်ကြပြီအဲ့ဒီစာအုပ်တွေက1930ပြည့်နှစ်ကလေးကအဲ့ဒီတိုင်ပဲတော်နီကရင်ကျင်စိတ်ကို တင်းမြှုပ်ချပြီးဟုတ်ကဲ့အံ့ဩစရာပါပဲခင်ဗျာတိတ်ကိုထူးကြပါရဲဒီဖြူမျိုးဟာဖီလာဒဲဖီးယားမှာပဲဖြစ်နိုင်မယ်ထင်ပါတယ်ဒိုစင်စင်မစ္စတာဝါတန်ဝင်လာသည် မျက်မှောင်တစ်ချက်ကျုပ်သွားပြီးဘာရင်းများသဘောကျနေကြတာလဲ မစ်စွာတန်ကတခက်ခက်ရရင်အဖြစ်ကိုပြောပြသည်ဟုတ်တယ်လေဖေဖေစီစဉ်ကသိတ်ကောင်းတဲ့စီစဉ်ပဲကိုတော့မစ္စတာဝါတန်စကားဖြတ်ပြီးတစ်ချက်တွေ့စဉ်းစားသည်ပြီးမှအေးကွာတမျိုးကြီးပဲဟုဆိုကသူပါရောပြီးရတော့သည်လာထုံးစံတိုင်းပဲပြန်ထောင်ထားလိုက်ကြရအောင်၃ရက်သားလှုပ်ရှုပ်သွားကြ၏စာအုပ်အားလုံးဒေါင်းလိုက်ဖြစ်သွားသည်စိတ်လွတ်ကိုယ်လိုရင်မိကြသည်တွင်နနက်စာဝိုင်းတွင်တယောက်နှင့်တယောက်ရှိုးရှိုးရှက်ရှက်ဖြစ်နေကြ၏တယောက်မှစကားမပြောကြ ိုနီကဖီလာဒဲဖီးယားတကွန်တရင်စာမှာအားကစားကဏ္ဍကိုအာယုံစိုက်ချင်ဟန်ဆောင်နေလိုက်ဒီမနေ့စာကြည့်ခန်းတွင်ဖြစ်တဲ့ကိစ္စကြောင့်သူတို့ဆက်ဆံရေးပုံစံတွေတမျိုးတမျိုးဖြစ်လာတော့တယ်နေ့လယ်ပိုင်းတွင်လောက်ခန်းတဲ့သူမစ္စစ်ဝါဒန်ထူးထူးခြားခြားရောက်လာသည်တိုနီနဲ့မစ္စတာဝါဒန်လှုပ်လှုပ်နေစဉ်တကားခေါက်တန်ကြားရပြီးတစ်ဆက်တည်းဝင်လာခြင်းဖြစ်ပြုံးချိုစွာစကားဆိုသည်ကျမရှင့်ကိုဇွတ်တားရမယ်ကျွန်းရှင်အဒီကလေးကိုမတရားတဖြင့်ခိုင်းနေတယ်။ရှင်တို့နှစ်ယောက်စလုံးဒီနေ့ညနေပိုင်းအနားယူပါ။လေးလေးပါလေးရှူလက်ကျင်ကန်လေးပါလေး လောက်ကြအောင်ပါဗောအေးမင်းပြောတာဟုတ်တယ်ကာရိုတိုနီမင်းကြည့်ရတဲ့နေ့ကြပိန်လာလို့ပဲကဲတို့ပါလို့ရင်ကောင်းမလဲမင်းပဲကြံပေးစမ်းပါအောင်ကာရိုရဲ့မြင်းစည်းတာအကောင်းဆုံးပါရှင်တိုနီမင်းမြင်းစည်းတတ်တယ်မဟုတ်လားယင်ဟုတ်ကဲ့ကျွန်တော်မြင်းစည်းဝါနာပါပါတယ်ဒါပေမဲ့ကောင်းကောင်းမစည်းတတ်သေးဘူးခင်ဗျကောလိပ်မှာတရားတလောက်ပဲစည်းဘူးပါတယ်တိုနီကလိုက်တင်ဖြည်သည်မစ္စတာဝါတန်ကဝင်၍မင်းသူ့ကိုတင်ပေးလိုက်ပါလားကာရိုကိုရောတိတ်ပြင်းမစီရဘူး ဒီဒုက္ခကအသိစိတ်မချရသေးဘူးဖြစ်ပါတယ်ကာရိုဝါတန်ကတိုနီကိုမြေးမြားလှမ်းကြည့်ပြီးပြောလိုက်သည်ဒီနေ့မနေ့စာကြီးကန်းတဲ့တွင်ဖြစ်ခဲ့သည့်ပြမျိုးနေမဆောင်ခဲ့လျင်တိုနီနောက်တော့သွားပြီဖြစ်မစ္စစ်ဝါတန်၏ပုံစံကအေးဆက်ဆက်မဟုတ်လားအပြုံးဖြင့်ပြန်ပြောလိုက်သည်ကျေးဇူးတင်ပါတယ်ခင်ဗျာတိုနီညနေတွင်မစ္စတာဝါတန်၏မျက်စိဖက်နှက်တွေမျက်စိပေါင်းမိတွေကိုရွေးပြီးတိုနီအားဝတ်ဆင်ပေးကြ၏ခွက်တိမတော်တော်လဲအယုတ်ဆိုးလောက်အောင်ပွားရောင်းကြည့်တော့ဖြစ်မနေပါမြင်းဆောင်စီတို့ထွက်ခဲ့ကြသည် ။ဩဂွန်ရောင်မြင်းညိုကြီးနှင့်ဗရုံးရောင်မြင်းနေကြီးကိုဂုံနီးဆင်ကြသည်။ပြီးတော့မြင်းဆောင်ထဲမှတားကြစီ၍ထွက်ခဲ့ကြသည်။ဒေါ်ရန်ကလေးကိုဖြတ်ပြီးခမှန်မှန်စီးလာကြသည်။ဒေါ်ရန်ကလေးဆုံးသည့်နေ့မစ္စစ်ဝါတန်ကခတ်တော်တော်ကလေးစီး၍ရှေ့မှဥဆောင်သွားသည်။လမ်းတစ်ဖက်တစ်ချက်တွင်စကြက်ကွင်းမြင်းကြီးတွေတရရဝဲလေကြံရစ်ခဲ့သည်။ဟိုးဝေးမှကြောင်ရိုးနေနေနဲ့မိသားတန်လန်စီအိုများကိုလမ်းမြင်နေရသည်။မင်းတန်းကုန်စီဘူးလားတိုနီ။ Mrs. Wanton ကလှမ်းအောင်မိသည်။ Princeton College ၃တန်းခုံမြင်စီသိကျင်မှု၏တောတော်သူ့လက်မရောက်လျင်ခုံတန်းတော်များများမြင်မြင်တွင်မြင်မကောင်းရှိမကောင်းပြုတ်ကျနေတဲ့ဒီကိုမှတ်မိနေ၏တောတော်သူ့အောက်မှာမဟုရာကြီးကသူ့ထက်ပြေးလွှာအခုံပြန်တက်လိမ့်မည်ဟု တိုနီယုံကြည်ထားလိုက်၏ရပါရဲ့မစ္စစ်ဝါတန်ဟုခက်တီတီနှင့်ပြန်အော်ပြောလိုက်ရင်ကဲဖိသားကြီးဟုအားပေးကကိုကိုရှေ့သို့နှဲငယ်ကမ်း၍မိုးရာကြီးဇက်ကိုလှုပ်ပေးလိုက်သည်မိုးရာကြီးကဒီခွင်းရင်းကိုစောင့်နေသည်လားအတကုံနှင်လေတော့၏ ဖုန်တထောင်းတော့နဲ့တိုးဝေလာသည့်လေကမျက်နှာကိုစုပ်ဖဲ့ဆွဲယူသွားတော်မူလားရှေ့ကန်50ခန့်ကွာတွင် မစ္စစ်ဝါတန်၏မြင်းညိုကြီးကကြောက်တန်းတစ်ခုကိုလွှားကနေခုံချော်လိုက်သည်ကြောက်ရွံ့နေဖြူဖြူကြီးကသူ့စီတို့တအားပြေးလာနေသူတိုနီထင်လိုက်၏အသက်ကိုအောင့်ထားလိုက်သည်ရင်ထဲတွင်အေးကနေဖြစ်သွားသည်မိုးရာသည်လေထဲသို့ဝဲပြန်ကစီယိုးကိုကျော်လာလိုက်သည်နှစ်ယောက်သားဆက်ရွေရင်ပေါင်းတန်းကပိုရေးကျေပြန့်သောကွင်းမြင်ထဲသို့ကဆုံဆိုင်ခဲ့ကြသည် နောက်ဆုံးတွင် Mrs. Warden ကလက်မြောက်၍ရက်ဖို့အချက်ပြသည်မြင်းပေါ်မှဆင်းကြသည်မြင်းကြီးနှကောင်ကိုတလက်လျှောက်စေ Mrs. Warden ကဒိုနီကိုလှမ်းပြောသည်ဘလောက်ပြောစရာကောင်းလဲနော်ဒီကောင်ကြီးတွေခုလိုအားရပါးရမပြေးရတာကြာပြီကိုလည်းသူတို့လိုပါပဲလေဒိုနီလက်မောင်းကိုတာလှမ်းပုတ်ပြီးစကားဆက်သည်မိဘကိုသိတ်ကျေစွတင်တဲ့ဒိုနီဒီနေ့ဟာတကယ်အမှတ်ထင်နေနေပဲမင်းကြောင့်ကို၁၀နှစ်လောက်ငယ်သွားလား၁၀နှစ်ပဲကြီးသားသလားဆိုတာမပြောတတ်အောင်ပဲ တိုနီရဲ့သည်မြို့သမီးကိုထူးဆန်းစွာကြည့်သည် ကာရိုဝါတန်ကမြင်းစည်းအုပ်ထုပ်ပြောက်ကိုဆွဲချွတ်လိုက်သည်နတ်မောင်တန်ဆွမ်းသည့်သဖြင့်မျက်နှာပေါက်တိုဝဲကျလာသည်ခါးချင်ချင်တွင် မြင်းစည်းပေါင်းမီကိုခပတ်ပတ်ထား၏ပထမဆုံးချိန်ဖြင့်မြို့သမီးကိုနေဟန်ကိုသိပြုမိသည်နှုတ်ကလှုပ်ခနဲထွက်သွား၏ခုလိုကြတော့တိတ်နုရာပဲမြင်းစည်းလာသည်ဖြင့်ပန်းသူရောင်ပြင်းနေသည့်မြို့သမီးပါနှစ်ဖက်သည်ရဲသွား၏ကိုမင်းကိုမြှုပ်ဆွဲနေတာမဟုတ်ပါဘူးတိုနီရဲ့ ဒီမနေ့ရေဘွက်ဖွဲ့မိကြလို့အခုလိုဒီနီးဖြစ်သွားတာပါဒီမဲ့တိုနီကွဲကြည့်တော့မယ်စစဲကြောက်မြေတနာကလေးတတော်ရဲ့အဖြစ်လိုမျိုးမြင်ခံစားဝတ်လာရင်အဲ့ဒီလူဘွားမျိုးကိုကိုရောက်နေတာလာပေါင်းများစွာကြားပါပြီကွယ်ဘာများဆိုလိုတာပါလေနားလဲလို့လို့နားမလဲလို့လို့တိုနီဦးနောက်ချက်သွားသည်သူတို့နှစ်ယောက်အိမ်ဘက်သို့ဦးလှက်နေကြပြီဖြီးငင်းခွာနံတခွက်ခွက်နဲ့ကုန်းသီးတန်တကြွကြီးမှလွယ်ရေလုံးဝတိတ်ဆိတ်လျက်မင်းကိုယ်ကိုလန့်သွားလားတိုနီ ကိုကတစ္ဆာမဲတဲ့မိမတယောက်လိုမထင်သွားပြီလားမြို့သမီးအမေကိုတိုနီပြန်ဖြေသည်ကျွန်တော်အဲ့လိုမထင်ပါဘူးခင်ဗျာကျွန်တော်လန့်သွားတာဖြစ်ရင်လေမစ္စစ်စဝါတန်ဟာတကယ်တက်ရှိမိမသားတယောက်ဖြစ်ရုပ်ကြီးပြောင်းလဲသွားလို့ပဲဖြစ်မှာပါမင်းလည်းဒီနေ့မှတကယ်လူနဲ့တူလာတာပါတိုနီစောစောကဆိုရင်ပညာတတ်ရုပ်ကလစ်တယောက်လိုပဲတိုနီရည်သည်သူဆန်စားရဲမှာပါခင်ဗျာကျွန်တော်နှစ်ယောက်စာအုပ်ကိစ္စနဲ့နှိမ့်ညွတ်နေတော့မစ္စစ်စဝါတန်ဖို့ပြင်းစရာကြီးဖြစ်နေမှာပါနော်ဒီစာအုပ်ကြုံရေးပြအောင်ကိုတိုက်တွန်းခဲ့တာပါတိုနီ ဒါပေမဲ့ခုလိုကြီးတဲကြီးမြဲကြီးဖြစ်မယ်မထင်ခဲ့ဘူးခုတော့ကိုရရဲ့လုံနေကြလို့တခုမှမလုပ်ရတော့ဘူးလေမြင်းလည်းမစီရတော့ဘူးအပျော်ခီးလည်းမထွက်ရတော့ဘူးတာမီးလည်းမရှိတော့ပိုဆိုးတာပေါ့တူနေရဲ့ပြင်းအောင်ပဲကမလဲကွယ်ညင်းငွေတာမှတဲကြီးအောင်ညင်းငွေတာအဲ့လိုပြောလို့ဂျွန်ဘော်ကိုတစ်ဆာမဲ့လို့မထင်ပါနဲ့နော်သူဟာကို့ဘဝဖော်မှာပါဘဝလုံးညမှုတွေသူ့ကိုကိုလက်ထက်ခဲ့တယ်ဆိုတော့ဝန်ခံပါတယ်ကိုရိုမီသားစုကတိတ်ဆင်းရတယ်လေလက်ထက်ကြတော့ကိုကအသက်စိတ် ူက45နှစ်။သူဟာကို့အတွက်ခင်မောင်းကောင်းတယောက်ပါတုန်းနီ။ဒီတော့လေသူ့ချစ်ကိုကိုမတွန့်ပြန်ပဲမနေနိုင်ခဲ့ပါဘူး။လူတော်ကောင်းကြီးပါဗျာ။သူ့အနေနဲ့စိတ်ဆင်းရဲစရာကြုံရမယ်ဆိုရင်ကျွန်တော်ဝမ်းနည်းလို့ဆုံးမှာမဟုတ်ဘူး။မင်းလည်း45နှစ်ရွယ်ကြမှာတော့မိမမျိုးနဲ့တော့။ဒါနဲ့မင်းကြည့်ရတာမိကလေးတွေကိုစိတ်ဝင်စားလို့ပဲ။တယောက်နဲ့မှမချစ်ခဲ့ဘူးကဲဘူးလား။တုန်နီရဲ့ရဲ့ပြုံးသည်။ချစ်ခဲ့ဘူးပါလေ။ဒါပေမဲ့ကျွန်တော်မပေါင်းချရဘူးလေ။ဘယ်သူနဲ့လဲရင် ဘလို့ဖြစ်ကြလို့လဲကွယ်မိမိထက်တွေ့ကြုံရောတက်ရွယ်ပါရင်ကျက်တီမိမိသားတို့နဲ့စကားပြောရသည်မှာစိတ်ဝင်စားစရာပြောစရာပါတကားဘသူကမှပြောမပြဘူးသည်ချစ်ချောင်းကုံစင်ကိုပြောပြနေမိပြီကောအော်ဂျုံဂျုံဂျုံတကစ်စင်အသက်ခိုက်အောင်ဆူဆူရှာရှာမနာကျင်တော့ဝေးရေဝေးရေကြံရိတ်ခဲ့ပြီဖြစ်သည်ဇလန်းပါပါကလေးတပုတ်တက်ကတူဇလန်းကလေးတပုတ်မြတာမဟုတ်ပါလား ထိုနေ့မှစ၍စနေနေ့တနင်္ဂနွေညနေပိုင်းများတွင်သူတို့နှင့်မျိုးစိထွက်ကြခြင်းသည်ပုံမှန်လက်ကျင်ခံတစ်ခုတစ်ခွဲဖြစ်လာသည်။မျိုးစိရသည်ကိုတိုနီပြောနေ၏။ကျမ်းမာ၏လက်ကျင်ခံတစ်ခုတည်းတွင်ပျော်ရွှင်ခြင်းမဟုတ်။အတွေ့အကြုံတစ်ခုကြောင့်ကြည်နူးနေခြင်းလည်းဖြစ်၏။မျိုးသမီးတယောက်နှင့်တန်ရှင်းစွာခင်မင်နေခြင်း ဆောင်းကလာသည်တိတ်တိတ်ကလေးကုံသွားသည်နှွေဦးပေါ့ဆာညတညာမစ္စတာဝါတန်က စာမူတွေကိုတစ်ဖက်သို့သွန်းပို့ပြီးမတက်ထရသည်ပရင်ပေါ့စီသို့လျှောက်သွားပြီးလေကိုတဝါကြီးရှူသည်မှုေးလိုက်တဲ့ညကွာဒီညတော်လာပြီတူနီတို့လမ်းထွက်လျှောက်ကြရအောင်လားငါဦးလဲနေတော့မင်းကာရိုစီသွားမေးပါကွာသူပါလိုက်မလားလို့ခမဆောင်ဘက်သို့တူနီထွက်လာခဲ့သည်အကန်းစီရင်တချင်းတန်ပြန့်လွင်နေသည်ကိုကြားရ၏ဖီလာဒဲဖီးယားတန်ဆောင်တီးဝိုင်းမှာအတန်တွင်းထသည့် တင်ညူမြစ်ပြသေးသွားတကားပါရောက်တင်တိုနီပါဇက်ဟောင်းသားဖြစ်သွားသည်မစ္စစ်ဝါတန်တယောက်တယောက်ထဲကနေတာပါကလားမြတ်တော်ကိုမေးစင်းလျက်ဥကောင်းကိုမော့ပြီးညင်ညင်ကလေးကနေသည်တိုနီကလက်ထပ်တော်တော်မြင်ဆဲဆဲတွင်မစ္စစ်ဝါတန်တပတ်လှဲ့နေကြုံပြီးသူ့ကိုမြင်သွားသည်ဘာကောမှမစင်စားလိုက်နိုင်ပြီးနှစ်ယောက်သားတွဲကနေမိတော့၏ပထမတော့ကိုတဲ့ကြည်သည့်မိမသားတို့နှင့်တွဲမကဘူး၍ကြောင်နေသည်တော်တော်ခဏမျှသာပါ တဖြည်းဖြည်းချင်းထိတ်လန့်တုန်လှုပ်ဖွယ်ရာဖြစ်ကိုနားလည်လိုက်၏စိတ်ထဲတွင်ကာရိုဝါတန်သည်မိမိထက်အသက်ကြီးသူဟု၍လုံးဝမမြင်တော့မိမသားတယောက်နှင့်ကနေရသည်ဟုမထင်ပေမီလီယံတစ်ခုနှင့်တွဲကနေရပြီတကယ်သို့အသက်ရှူချက်လာသည်သူမျက်နှာကိုငုံကြည့်လိုက်သည် မျက်လုံးများကရီယိုဝဲအိမ်မက်မျက်လုံးများမဟုတ်တော့တဖြည်းဖြည်းတောက်ပါနေ၏မိကုံများစွာမင်းနေသည်မျက်လုံးများပေးသည်မဖြေကိုလက်ခံဖို့အသင်ဆောင်နေသည်မျက်လုံးများတခြင်းစုံသွားသည်တိုနီကလူချင်းခွာလိုက်ပြီးခပ်ပပော့လေးတန်ဖြင့် ကျွန်တော်ဖြစ်ရင်မကတာကြာလာလို့မိတ်တော့တောင်ရှိနေပြီကြည်စမ်းကျွန်တော်လာရင်ကိစ္စတော့မပြောရသေးဘူးမစ္စတာဝါဒန်ကကျွန်တော်ကိုလှုပ်လိုက်တာကျွန်တော်နှစ်ယောက်လမ်းထွက်လျှောက်ကြမလို့မစ္စစ်ဝါဒန်လိုက်မလားမိခန့်လိုက်တာခမကာရိုဝါဒန်ကတိုနီကိုအကြောင်းသားငေးကြည့်နေသည်တစ်ဆက်တည်းတွင်တိုနီပခုံးကြော်ပြီးလမ်းကြည့်ရင်ကောင်းသားပဲလိုက်မှာပေါ့တိုနီခဏစောင့်တော့အဝတ်ပြေးလဲလိုက်အောင်မေတိုနီကနောက်ဖက်သို့ခက်ပြေးပြေးလှည့်ကြည့်သည်တကားပေါက်တင်မစ္စတာဝါဒန်ရက်နေလို့လေ ုဆမှာမယ်ပြပြဆိုဆိုတိုနီကိုကဲခဲ့ဤပြုံးခဲ့တော့လေပြုံးလိုက်ရင်ခင်မင်းနှစ်လို့ပဲကောင်းတော့ပြုံးတော်ကြည့်လို့ကောင်းတယ်ကွာအင်းငါတော့မကနိုင်တော့ဘူးတိုနီနောက်ရင်များတွင်ဒီလိုဖြစ်မျိုးထပ်မဖြစ်အောင်တိုနီသတိထားပြီးရှောင်သည်တော်တော်မစ္စစ်ဝါတိုင်ပြုတ်လုလှူရှားမှုမှန်သမျှအသေးစိတ်သိနေဓာမီဖနက်ခွာတန်ကလေးတဖြောက်ဖြောက်ကြားလျင်နားဆွင့်ပြီးသားဖြစ်နေစကားပြောတဲ့လွန်လင်းကလေးကိုလည်းအမြဲတတိပြုမိနေလမ်းလျှောက်သွားလျင်အနှိမ့်မြင့်အမို့အမောင်ရှက်ကြီးဖုန်ငယ်တို့ လှူရှားမြို့တူနေပုံကိုမြင်အောင်လျက်မျက်စိသွားလျင်မှတ်မတင်ဒူးချင်းပုတ်မိလျင်မတော်တဆမှဟုတ်ပါလိစားဟုလက်ပြမတန်ဖြစ်ရပြန်၏ညင်ပေါ်မှာဆင်းဖို့ဖေးကူပေးရသည့်အခါခါရုကသူ့လက်ကိုတတော်နှင့်မလွတ်ပဲဆက်ကင်ထားတတ်သည့်သကောပင်ကိုစရိုက်အဖျင်မစ္စစ်ဝါတန်သည်အေးစိတ်၏ဒီညင်၏အနေထိုင်ကြစ်လိ၏ခုတော့တဖြည်းဖြည်းပြောင်းလဲလာသည်တစုံတစ်ခုကိုကြိတ်မိတ်ခံစားနေရဟန်တင်းခံနေရဟန်ကိုလွတ်တကူပြနေ၏တနေရာလေးကိုအကြာကြီးငေးချင်ငေးနေတတ်၏ မလိုအပ်ဘဲအော်ရင်ချင်းရေတက်၏မြင်းစီရရင်လည်းကျန်းနေတဲ့ကျန်းလာ၏ရမ်းနေတဲ့ရမ်းလာ၏ဒုံးကြီးဆန်းနေတော်သည်မေလစနစ်တရက်တွင်ဖြစ်သည်မိထားတန်လန်းစီယိုကိုခုံကျော်လိုက်ရာမြင်းညိုကြီးမှအားလုံးကကြောက်မက်ဖွယ်ရာအချိန်ဖြင့်ကျုံးပြန်လဲကျသွားတော်သည် မစ္စစ်ဝါတန်မှာကုန်းနီးပေါ်မှလေတဲ့သူလွင့်ကမြေကြီးပေါ်သို့ကားခနဲ့ကျသွားသည်တိုနီတအားသုံးဆိုင်သွားပြီးမူရာကြီးပေါ်မှလှားခနဲ့ခုံဆင်းလိုက်သည်ဟာကွင်းထဲတွင်မှောက်လျက်သားညင်လို့ပါခလား ။ရုတ်ထုတ်ကဂျင်းမွားပြီးတနေရာတွင်လွင့်ကျနေ၏။သပင်တွေကကုတ်ပေါ်တွင်ပန်းတပွင့်၏ပွင့်ချက်များပေါ်မှဝဲလျက်။တရေကြီးစွာ ထားပြီးပွေ့ယူလိုက်သည်။ဦးကောင်ကိုလက်မောင်းပေါ်မှမေးတင်လိုက်၏။တော်ပါသေးသည်။မျက်နှာသွေးရောင်ကိုကြည့်ချင်းဖြင့်ခြေနှင့်သိပ်မဆိုးလာကြောင်းသိလိုက်၏။အသက်မှန်မှန်ရှင်နေ၏။ကိုကျဲအင်းကြီးကျဲသီးတွေကိုဖြုတ်ပြလိုက်သည်။တပြင်းတစ်ချက်ရှိုက်ပြီးမျက်လုံးကိုဖွင့်ကြည့်သည်။"အော်၊တိုနီရဲ့ကိုကသိပ်ဆိုးတာပဲနော်။" ထွက်လာသည့်တံမှာတိုးလွန်းလာသည် ကိုကိုဘလို့ဖြစ်သွားမှန်းတိုနီမသိလိုက်အကာအကွယ်မဲ့လုံးနုပြိုလုံးနုညံ့လုံးသောမိမသားတယောက်၏တွေ့ကိုသူ့ရင်ခွင်ကမသိကြိုးကြုံပြူရီမရတော့အတန်းကြောင်မျိုးသမီးကမလုံမရှက်သူ့လက်မောင်းပေါ်တွင်ခေါင်းတင်မေ့ဆင်းနေသည်ပြီးမှတဖြည်းဖြည်းခါကလေးကော့တက်လာပြီးလက်တွေကသူ့လက်ပင်စီတို့တရွရွရောက်လာသည်မျိုးသမီးလက်တွေသူ့လက်ပင်ကိုတိုင်းဖက်မိသည့်ချိန်တွင်သတိတမစင်လင်းနိုင်ကလေးခေါင်းထဲတွင်လက်ခနဲပေါ်လာသည် တာလူချင်းခေါ်လိုက်ပြီးတော့မတ်တထနိုင်သည့်ဒီတွဲထူပေးသည်ကာရိုဝါတန်ကသူ့ကိုစိုက်ကြည့်နေပြီးတော့စိတ်ပြက်လက်ပြက်မှုရပြင်ပြောသည်မင်းကိုကိုမလိမ်မုံးမလိမ်မကောင်မလေးတယောက်သူဆက်ဆန့်လို့ဆက်ဆန့်နေကြမလို့ပါဘူးတွန်နီအိမ်ပြန်လန်းနေစကားတလုံးမှမဆိုမိကြတော်တော်ကောရှရှုံမြတ်တော်များကမြေဝန်းများကိုဝတ်ထားပြီးမိမိကိုတစ်ချိန်လုံးကဲခတ်နေမလားဟုတွန်နီတွင်းနေ။ဘာဆက်လို့ရမလဲဆိုတာသိရင်ဘလောက်ကောင်းလိုက်မလဲ။ ီလိုအခြေအနေမျိုးကိုဘယ်နည်းပယ်ပုံထိန်းရမည်ဟူ၍ဥပဒေစာအုပ်တွေထဲမှာရေးမထားဘူးလေဥပဒေဆိုတာထိမ့်မနိုင်သိမ့်မရဖြစ်ပြီးခါမှာဘလို့ဘလို့ရေးယူရမယ်ဆိုတာညွှန်ပြတာမျိုးအယောက်တင်နေနားတော်မည်ဆိုကမစ္စစ်ဝါတန်အိတ်ခန်းနဲ့ဝင်သွားသည်မစ္စတာဝါတန်နဲ့နှစ်ယောက်တည်းညစာစားကြသည် မစ္စတာဝါဒန်ကလည်းမိမိအားတိတ်တိတ်ကလေးကဲခန့်နေသည်ဟုတိုနီသိနေ၏။ထို့ညာမစ္စတာဝါဒန်ကအလုပ်ပင်ပန်းသည်ဆိုကာစောစောနားလိုက်ကြသည်။စာမူတွေပိုက်ပြီးခန်းကိုပြန်လာခဲ့သည် ော်တော်မွေထင်းဥရေရင်သူ့အာယုံကိုစူးစိမထားနိုင်တော့စိတ်စဉ်ကတည်ခွန်တို့ရောက်နေလော်ရင်စ်နေဝါတန်မူရှူတော်မျိုးမျိုးမှစဉ်းစားသည်အဖြစ်သုံးမျိုးထွက်လာ၏အင်္ဂိစာကူကိုကြောင်းပြပြီးဒီဝင်းညံမှာပြီးလစ်ဖို့ကပထမအဖြစ်မစ္စတာဝါတန်နေဖြင့်ကြောင်းရင်ကိုရိတ်မိမိမဟုတ်ချပြီးတော့စိတ်ထိခိုက်အောင်မြပြီးတော့ Morris Clayton ပြည်တန်းနဲ့ Warden ကျိုးဆောင်လုပ်ငန်းနဲ့ဆက်သွယ်ဖို့ခွင့်ရမှာတဲတဲ့ရည်သွန်ဖြစ်ရတော့မြည်နောက်တစ်ချက်မှာဒီတစ်ချက်ကထဲမစဉ်းစားလို့မဖြစ်ပါ မစ္စစ်ဝါတန်သူ့ကိုလည်းမထိခိုက်စေလိုပါဒုတိယလမ်းကတော့ထူးထူးဆန်းဆန်းမဟုတ်ပါကာရိုဝါတန်၏အချစ်ကိုတဘာဝလျောက်တွန့်ပြန်လိုက်ဖို့ဖြစ်ဒီလိုဆိုရင်တော့သုံးလုံးဤဘဝတွင်လမ်းပေါ်ကစက်ကုတ်ကလေးလိုရောက်ရက်ခတ်သွားမည်မှာမြေကြီးလက်ခတ်မလွဲတတိယလမ်းမှာမူအပေါ်စည်းဆန်လုံးသည်ချစ်တော်မမကိုပြောဖို့စကားလုံးရွေးထားပြီးပြီဒါလောက်ကြီးမားတဲ့လူမွေးဖောက်ပြန်မှုကြီးကိုကျွန်တော်ဘယ်လိုလုပ်ပြီးကျွလွန်နိုင်မှာမလဲခင်ဗျာဟို၍ဂျိုးဆက်က Mrs. Potifar ကိုပြောလို့ပြောရမည် ဒီလိုပြောမိသည့်အတွက်ဂျိုးဆက်စက်သိမ်းမကောင်းခဲ့ပြီ။ထိုစဉ်တွင်တကားခေါက်တန်ကြားလိုက်ရ၏။ဒီတကားခေါက်တန်သည် Lawrence နှင့် Warden မှစင်ကြက်ဖြစ်နိုင်ကြောင်းသဘောပေါက်လိုက်၏။တကားဖွင့်ပေးလိုက်သည်။ထင်းသည့်အတိုင်းပင်တကားဝတွင်မမကာရိုကိုရက်လက်သားတွေးလိုက်သည်။ထိုစဉ်ကတွင်မူအမှုကိုရှုံးစေခြင်း၏။ပြင်းပြသောဆန္ဒဖြင့်ရှုံးစေခြင်းခြင်း။စပင်းကိုတည်တည်တတ်တတ်နောက်သို့လှန်ပြေးထားသည်။မျက်နှာလာပေါ်၍ပေါ်လွင်နေသည်။နှာခမ်းတွင်မှပေါ်၍နီးရဲနေသည်ထင်၏။ တိုးတက်ညင်သာသည့်အတန်ကလေးဖြင့်စကားဆိုလာသည်မင်းကို့အတွက်စိတ်ပူနေမယ်ထင်လို့စိတ်ပူနေလိုက်ရင်တူနီကျွန်တော်စိတ်ပူနေတာဒီနေ့မှမဟုတ်ဘူးကြာပြီခန်းထဲသို့တည်ရွေဝင်လာသည်တကားကိုဖြည်းဖြည်းကလေးနောက်ပြန်ပေးလိုက်၏ကိုကိုမင်းထင်သေးနေလားတူနီရဲ့ကိုမနေတတ်တော်ဘူးကွယ်မင်းလေးအဲ့လိုပဲတရားသူကြီးတရားရဲ့မျက်လုံးတွေနဲ့ကိုယ့်ကိုကြည့်နေတော့မှလာရင်ကျကျွန်တော်စူးစမ်းပြီးစဉ်းစား မင်းကိုဘာမှမစဉ်းစားစေချင်ဘူးဒေါသတန်ကလေးပင်ဆွတ်လိုက်ကာရိုဝါတန်ရှစ်တိုးလာသည်တိုနီရင်ပန်းတွေမျက်နှာအပ်လိုက်လောကနေတီနေဥပဒေကြောင့်ကိုတရားဟောရေဘလို့မှမရနိုင်တော့ဘူးတိုနီသဘောပေါက်လိုက်မိမဟူဘီထိုအီတီတို့ဇွတ်တိုးလာပြီဆိုရင်ဘယ်ယာနည်းမှသားစီရမရပါသူတို့လက်ခံသည့်လောကနေတီမှာသူတို့ဆန္ဒကိုထောက်ကူပြုမိထုံထုတ်ချက်များသာဖြစ်ဓမ္မကျန်တော်လာဂျိုးဆက်ကမစ္စစ်ပိုတီဖာကိုပြောလို့မပြောနိုင်တော့ဘူး ချစ်စွာသောမမကိုမှန်မြင်နိုင်အောင်နီးလန်းတစ်ခုရှာရတော့မည်။ကာရိုဝါတန်သည်ခြားခြားသောမိကလေးများလိုပင်စီးစဉ်ချမ်းသာနေနေလိုသည့်မိမဖြစ်။ဘဝလုံးကြုံမှုတွေဂျွန်ဝါတန်ကိုလက်ထပ်ခဲ့ကြောင်းသူကိုယ်တိုင်ဝန်ခံခဲ့ပြီးမဟုတ်လား။မိနင်ဇလန်းဆာလင်ရှေပုံစံဘဝမှာရှော့ချပြတ်သုံးရမည့်အကြောင်းထောက်ပြလင်ဘလို့နေမည်လဲ။ခဏတော့အခြေအနေကိုထိန်းထားနိုင်မည်ထင်၏။ဘဝရေဆွတ်ဆွတ်တန်တန် ဖြစ်လာစရာမရှိတော့။ ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ကျွန်တော်ရွတ်ဖတ်ပေးခဲ့တာကတော့ဆရာတင်မောင်မြတ်ပါသာပြန်ထားတဲ့တဏိလိပ္ပာဆိုတဲ့ပါသာပြန်ဝတ္ထုရဲ့ဘိုင်းရှိဖြစ်ပါတယ်။နောက်လာမယ့်ဘိုင်းကိုကိုဆက်လက်ဆောင်မြောနှาศင်ပေးကြပါအောင်ခင်ဗျာ။တို့ညာရဲ့ကလစ်ကများအားလုံးပဲစိတ်ချမ်းသာကိုချမ်းမှာရှိကြပါစေခင်ဗျာ။